မမိပါရှင်ဒါဆင်းနေပေးနေတဲ့ပေါ့နော်ဒီမိဘပညာပေးခြင်းပေါ့နော် parenting education ပေါ့နော်ကလေးတွေကိုကြည်ပြောင်ပြုစုပြိုးထောင်ခြင်းပုံစံနေနဲ့မိဘပညာပေးခြင်းအစီအစဉ်ကြောင်းဆင်းနေပေးနေခြင်းဖြစ်ပါတယ်ရှင်အဲခဏိမှလည်းပဲကျမတို့ပေါ့နော်အဲမိဘပညာပေးခြင်းအစီအစဉ်ထဲမှာဆိုရင်ကျမတို့ဒီမှာဆိုရင်ခင်မီပညာရေးဆိုတာဟာတဲ့ကောင်းမွန်တဲ့ ကောင်းမွန်သောတန်ဖိုးထားမှုဖြင့်ဘဝယက်တီနိုင်စေရန်ယက်တီတတ်စေရန်ဖြစ်တယ်တဲ့ဘွဲလက်မှတ်တစ်ခုတည်းမဟုတ်တော့ပါဘူးတဲ့ဘွဲလက်မှတ်တွေတော့ရထားတယ်လက်မှတ်တွေအများကြီးပဲအများကြီးပဲရထားတယ်ကျမရှေ့ပိုင်းမှာလည်းအများကြီးဆွေးနွေးခဲ့တဲ့အထဲမှာပါတယ်ပေါ့နော်အဲကလေးတယောက်ဟာတကယ်ကို ဟဲတေချာမှာလည်းတော်တယ်ဘာသာစကားတွေလည်းနှမျိုးသုံးမျိုးလောက်တက်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့စိတ်လှုပ်ရှားခံစားမှုမထင်းကျုံနိုင်မှုဆိုရင်အဲ့ဒီကကုဏတက်မြောက်ထားတဲ့အရာတွေကျွမ်းကျင်ထားတဲ့အုံနောက်ပိုင်းဆိုင်ရာကောင်းမွန်ဖွမှုတွေဟာတကယ်တော့အရေးမပါတော့ဘူးမိမိရဲ့ emotional ဘိုင်းကို resilient ရှိဖို့လိုတယ်ထင်းကျုံနိုင်မှုလိုတယ်ကျဉ်းကျဉ်းခံနိုင်မှုလိုတယ်ဆိုတဲ့အကြောင်းတွေဆွေးနွေးခဲ့တယ်ပေါ့နော်ဒါမျိုးတွေကလည်းပဲကျမတို့ပေါ့နော်ဒီကအဲ့ဒီကကျမတို့ ခင်မီပညာရေးစနစ်မှာလည်းပဲဒီလိုပါပဲအဲကောင်းမွန်တဲ့တန်ဖိုးထားမှုတွေနဲ့ဘဝရည်တည်တက်စေဖို့အတွက်ပညာရေးရာအရေးကြီးတာဖြစ်တယ်လူနာဘွဲတွေဒီဂရီတွေအတွက်မဟုတ်တော့ဘူးပေါ့နော်အဲဂုခင်မှာဆိုရင်ပို့ပြီးတော့တောင်းဒီပုံစံမျိုးတွေကဖြစ်လာပြီသူတက်ကြွမှုကဘယ်လောက်ရှိရတော့တက်ကြွမှုပေါ်မှာမူတည်ပြီးတော့ဟောသူတို့ကတကယ်ကိုပဲပေါ့နော်ကောင်းမွန်တဲ့အခြေအနေတွေကိုရရှိရဲ့ဘွဲလက်မှတ်တွေကတကယ်တော့ ဟိုဘွဲလက်မှတ်တွေကတကယ်ဟိုဘဝမှာအရေးပါတာမဟုတ်ဖဲနဲ့ပေါ့နော်မိမိရဲ့ကောင်းမွန်တဲ့တန်ဖိုးထားမှုနေတဲ့ဘဝကိုယက်တီတက်တာဟာကဲဒီကျမတို့ခင်မီပညာရေးရဲ့ဒီအဓိကတော့ချက်တစ်ခုလည်းဖြစ်တာဖြစ်ပါတယ်။ဒီမှာဆိုရင် social တွေ emotional learning တွေပေါ့နော်။ဒါမှဆိုရင် self management ကိုယ့်ရဲ့ကိုယ်ကိုကိုဒါအဲတန်ဖိုးထားနိုင်ရမယ်။ကိုယ့်ကိုကို management လုပ်နိုင်ရမယ်။ကိုယ့်ကိုကို အတုံးချတတ်ရမယ်အတုံးပြုတတ်ရမယ်စီမံခန့်ခွဲတတ်ရမယ်ပေါ့အဲ့ရမိမိရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်ရမယ်အဲ့ဒီမှာထိန်းချုပ်ပြီးတော့ပေါ့နော်မိမိလိုချင်တဲ့ရည်မှန်းချက်ကိုရအောင်ဆောင်သွားနိုင်တဲ့သူမျိုးတွေဖြစ်ရမယ်ပေါ့နော်နောက်တစ်ခုအဲ့လိုပဲ self management ရှိတယ်လို့ပဲ self awareness တွေလည်းရှိရမယ် မိမိမှာရှိနေတဲ့စိတ်လုံရှားခံစားမှုတွေတန်ဖိုးထားမှုတွေအဲပို့ပြီးတော့အားကောင်းလာအောင်အဲစိတ်ခွန်မှုတွေကိုရင်ဆိုင်လာလာအောင်ဒီလိုမျိုး self awareness တွေအားလည်းရှိရမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင် self management တွေလည်းရှိပြီ self awareness တွေလည်းရှိပြီဆိုရင် responsibility decision making တွေလည်းလုံဆောင်တတ်ရမယ်။ကျမတို့ပေါ့နော်။ ဒီလိုမျိုးရရှိလာတဲ့ယဉ်ကျေးမှုနဲ့တယောညီတဲ့ပေါ့နော်ကျမတို့ဟိုကိုယ့်ရဲ့ဒီအကြီးအသေးပေါ့ကိုကြီးကိုသေးကိုတန်ဖိုးထားပြီးတော့ပေါ့နော်အဲဆောင်ရွက်တတ်ရမယ်ပြုမှုတွေဖြစ်ရမယ်ပေါ့နော်ဘာမျိုးဘယ်လိုလုံးဆောင်ရမလို့ဆိုတာတွေကိုစုံပြတ်တတ်ရမယ်ပေါ့နော် social behavior တွေရေးကြည့်ဖို့လိုပါတယ် deep behavior တွေအဓိက responsible decision making နေနဲ့မှာကိုယ့်ရဲ့ เอติกဆိုတာတကယ်ကိုပေါ့နော်ကိုပိုင်ယဉ်ကျေးမှုဆိုတာရှိကိုရှိရမှာပေါ့နော်ဒါမှလည်း set actualization နေရှိနေမှာကောင်းမွန်တဲ့အခြေအနေကိုရမှာနာမျိုးတွေကိုလေ့ကျင့်ပေးတာကျမတို့ယခုခေတ်ခင်မိပညာရေးပါနာမျိုးတွေကိုလေ့ကျင့်ပေးနေမှာကျမတို့ကခင်မိပညာရေးလို့ခေါ်မှလည်းဖြစ်ပါလေရှင်နောက်ပြီးတော့ relationship skill တွေ အဲ့ကဒါလည်းရေးကြည့်တယ်ဒီလိုမျိုးပေါ်တော့ပေါင်းသင်းဆက်ဆံနဲ့ကျွမ်းကျင်မှုတွေကလည်းရေးကြည့်တယ်ဒီလိုမျိုးပေါင်းသင်းဆက်ဆံတတ်ရမယ်အပြုသဘောဆောင်တဲ့ဆက်သွယ်မှုတွေဖြစ်ရမယ်အဲဒါမျိုးတွေနဲ့ပေါ့နော်မိမိရဲ့ခံစားချက်တွေအဲမိမိရဲ့ပေါ့နော် conflict တွေမဖြစ်အောင်ပေါ့နော်ဒါမျိုးတွေကိုရှောင်ကျဉ်နိုင်ပြီးတော့ပေါ့နော်တကယ်ကိုကောင်းမွန်တဲ့ အဲပြုမှုဆောင်ရွက်နိုင်တယ်ချိတ်ဆက်ဆောင်ရွက်နိုင်တယ်အဲကိုယ်ဟာလည်းအပြုသဘောဆောင်တဲ့ thinking တွေတွေးတွေရှိရဲပေါ့ဒီလိုမျိုးနေရဲပေါ့နော်ကျမတို့ relationship skill တွေပေါ့ဒါလေးကလည်းအရေးကြီးတယ်ကျမတို့ခုခင်ဗျပညာရေးစနစ်မှာပေါ့နော်ဘွယ်လက်မှတ်တွေတဲ့ခုကျမပြောလိုက်တဲ့ self management နေ self awareness တွေ responsible decision making နဲ့နောက်တက relationship skill တွေပေါ့နော်ဒါတွေကခင်မီပညာရေးအတွက်အင်မတန်အရေးကြီးတာတွေပါနောက်တက social awareness တွေအရေးကြီးတယ်ဆိုရမိမိရဲ့ဒီကိုမရှိနေတဲ့ခံစားချက်တွေကိုတခြားသူတွေကိုပြောပြရမ်းမယ်တခြားသူတွေရဲ့ခံစားချက်တွေကိုလည်းနားလည်ပေးနိုင်ရမယ်ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့ social awareness လို့ခေါ်တယ်အဓိကပေါ့နော်အဲ မိမိရဲ့စိတ်လှုပ်ရှားခံစားမှုတွေရောမိမိကိုယ်ကိုစီမံခံခွဲနိုင်တာတွေရောအဲတခုခုအကြောင်းအရာတခုခုတွေကိုကိုကနေပြီးအပြုတ်မှုတွေပေါ်မှာလည်းပဲအဲတကယ်ကိုကောင်းမွန်နေပေါ့နော်ဒီအဲ focus ထားပြီးရောပြုတ်မှုနိုင်တာတွေရောကြောင်းမွန်တဲ့ relationship ရေးရရှိအောင်ပြုသဘောဆောင်တဲ့ပေါင်းသင်းဆက်ဆံရေးတွေနောက်တကပြုသဘောဆောင်တဲ့ပေါ့နော်ပတ်ဝန်းကျင်မှာလည်းပဲကိုကနားလည်ပေးနိုင်တဲ့သူတွေဖြစ်ရမယ်ဒီလိုမျိုး ဖွံ့ဖြိုးလာပြီဆိုရင်ဒါကကျမတို့ခင်မီပညာရေးရဲ့တန်ဖိုးထားတဲ့အကြောင်းအရာလေးဖြစ်တယ်။ကောင်းမွန်တဲ့တန်ဖိုးထားမှုတွေနဲ့ဘဝကိုယက်တည်နိုင်မှလည်းဖြစ်ပါလေရှင်။ဒါလူမျိုးတွေဖြစ်လာအောင်ကျမတို့မိဘတွေကနေပြီးတော့သိရှိနားလည်ပြီးတော့ကိုယ့်ရဲ့ကလေးတွေကိုရရှိအောင်စိတ်ရှည်စွာနဲ့လေ့ကျင့်ပြုထောင်ပေးကြရမှလည်းဖြစ်ပါလေရှင်။အဲ့ဒီမှာဆိုရင် ဒီလူမှုရေးပိုင်းဆိုင်ရာတွေရှိမယ်စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေကိုတင်ယူတာပါအဲ့ဒီအမှလူမျိုးလူမှုရေးနဲ့စိတ်ခံစားချက်ဆိုင်ရာတွေကိုတင်ယူရင်းနဲ့မှကျမတို့ကလေးတွေပေါ့နော်တန်မာတဲ့ကလေးတွေဖြစ်ဖွံ့ဖြိုးလာစေမှာဖြစ်တယ်အဲ့တော့ပထမဦးဆုံးကိုယ်ပိုင်စီမံခန့်ခွဲနိုင်မှုရှိရမယ် မိမိရဲ့ရည်မှန်းချက်ပန်းတိုင်းကို အောင်မြင်စွာရယူနိုင်မယ်မိမိရဲ့စိတ်ခံစားချက်တွေအပြုအမူတွေကိုလည်းစီမံခန့်ခွဲနိုင်ရမယ်မိမိရည်မှန်းချက်ကိုအောင်မြင်စွာရယူနိုင်မှုတွေကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့အပြုအမူတွေကိုစနစ်တကျစီမံခန့်ခွဲနိုင်မှသာရရှိမှာဖြစ်တော့ ဖြစ်တဲ့အတွက်ဒါကြောင့်ကိုပိုင်စီမံခန့်ခွဲမှုဆိုရလဲအကြောင်းအရာတစ်ခုအနေနဲ့ရှိနေခြင်းဖြစ်တယ်။အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ရှိနေခြင်းဖြစ်ပါတယ်။ဒါတခုကိုရင်းမှာရှိတဲ့ခံစားချက်တွေကိုထိမ့်သိမ့်နိုင်ခြင်းပေါ့နော်။ကိုရင်းသတိပဋ္ဌာန်မိမိကိုယ်တိုင်စိတ်ကံစားချက်တွေရှိမယ်တန်ဖိုးထားမှုတွေရှိမယ်အာသာချက်တွေနဲ့စိန်ခေါ်မှုတွေကိုအတိအမှတ်ပြုနားလည်ရမယ် တီးမဲ့ပြူတိုင်းမှာမိမိကိုယ်တိုင်နားလဲတဲ့စိတ်ပေါ့နော်နား understanding ဖြစ်သွားမယ်ဒါကြောင့်ကိုယ်တိုင်လဲကိုယ်စိတ်ခံစားချက်တွေတီးရမယ်တန်ဖိုးထားမှုတွေတီးရမယ်အတာချက်တွေနဲ့စိန်ခေါ်မှုတွေကိုအတိအမှတ်ပြုပြီးတော့နားလဲရမယ်ဒါကကျမတို့အချက်တစ်ချက်အနေနဲ့ရှိတယ်။နောက်အချက်ကကြတော့ဒါကြတော့ social awareness ပေါ့နော် ကိုရင်းသတိပဋ္ဌာန်ဆိုတာနောက်တစ်ခုကလူမှုရေးဆိုင်ရာသိမြင်နားလည်မှုတွေအခြားသူတွေနားလည်မှုနဲ့စာနာထောက်ထားမှုတွေကို ပြသခြင်းတခြားသူတွေကိုလည်းနားလည်မှုရှိရမယ်စာနာထောက်ထားမှုတွေရှိရမယ်ဒီလိုမျိုးတွေနဲ့ပေါ့နော်လူမှုရေးတွေစိတ်ကံစားချက်တွေဆိုင်ရာတွေသင်ယူရင်းနဲ့မှကျမတို့ကလေးတွေဟာတကယ်ကိုတန်မာတဲ့ကလေးတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ရှင်နောက်လိုပဲနောက်တစ်ခုတာဝန်ယူမှုရှိတဲ့ဆုံးဖြတ်ချက်ချခြင်းတွေတာဝန်ယူတတ်တဲ့လေးထားတွေကလည်းအရေးကြီးတယ် အကြာတာဝန်ယူတတ်တဲ့အဒေတာဖြစ်အောင်ကိုရီးကိုရာတွေရှိမယ်လူမှုရေးဆိုင်လူမှုရေးနဲ့ဆိုင်ရာတွေရှိမယ်အပြုအမူတွေရှိမယ်အဲ့ဒါတွေကိုကိုကျင်တရားနဲ့အညီတိစောက်ပေးနိုင်တဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်ခြင်းတွေကိုကျမတို့တာဝန်ယူမှုရှိတဲ့ဆုံးဖြတ်ချက်ချခြင်းလို့ ခေါ်ခြင်းလည်းဖြစ်ပါတယ်။ဒါဆိုရင် ကိုရီးကိုရာတွေလူမှုရေးဆိုင်ရာတွေအပြုအမူတွေအတွက်ကိုကျင်တရားနဲ့ညီပြီးတော့တိဆောက်ပေးနိုင်တဲ့ရွေးချယ်မှုတွေကိုဆောင်ရွက်နိုင်ကြရမှာလည်းဖြစ်ပါတယ်။ဒီလိုမျိုးတာဝန်ယူမှုရှိတဲ့ဆုံးဖြတ်ချက်ချတွေချမှတ်နိုင်အောင်လည်းကျမတို့ဒီမှာပေါ့နော်ကလေးတွေကိုပြုစုပြောထောင်ပေးရမယ်။ဒါတွေကိုကျမတို့မွေးစားနေပြီးတော့စပြီးပြုစုပြောထောင်ပေးဖို့လိုတယ်။ဒါကြောင့်ကျမတို့မိဘပညာပေးရေးလုပ်ငန်းတွေကိုလည်းလှုံ့ဆော်အောင်ခြင်းလည်းဖြစ်ပါတယ်ရှင်။ ဒါကြောင့်နောက်တစ်ခုကပေါ့ဆက်ဆံရေးဆိုင်ဆက်ဆံရေးဆိုင်အစွမ်းရည်တွေအပြုသဘောဆောင်တဲ့ဆက်ဆံရေးတွေတိဆောက်ခြင်းတွေဒါအရေးကြီးတယ်အဲနောက်တစ်ခါအတင်းအဖွဲတွေနဲ့ပူပေါင်းလှုပ်ဆောင်ခြင်းတွေပြိပက္ခတွေကို ထိရောက်စွာဂိုင်းတွေဖြစ်ရှင်းခြင်းတွေအဲရေးကြီးတယ်အဲ့လိုမျိုးပြိပက္ခတွေကိုထိရောက်စွာဂိုင်းတွေဖြစ်ရှင်းတဲ့အခါမှာလည်းပဲ အဲဒီလိုမျိုးအရေးသွေးတွေရလာအောင်ဖွင့်ပြိုးလာအောင် လေ့ကျင့်ပေးထားကြရမယ်ဒီဆက်ဆံရေးဆိုင်ရာစွမ်းရည်တွေပေါ့နော်ဒီစွမ်းရည်တွေကလူမှုရေးနဲ့စိတ်ကံစားချက်ပိုင်းဆိုင်ရာတည်ယူမှုတွေကနေမှရရှိလာပြီးတော့ တန်မာတဲ့ကလေးတွေဖြစ်ပေါ်လာစေမှလည်းဖြစ်တယ်။ဒါဆိုရင်ကျမတို့ရဲ့ကလေးတွေကိုတန်မာတဲ့ကလေးတွေဖြစ်အောင်ဒီလူကြီးမိဘတွေကနေပြီးတော့ကိုယ်ပိုင်အစီအမံခံခွဲတတ်အောင် self management တွေရလာအောင်ကိုရင်းသတိပဋ္ဌာန်ဆိုတဲ့ self awareness တွေလူမှုရေးပိုင်းဆိုင်ရာနားလည်းသိမြင်မှုတွေတာဝန်ယူမှုနဲ့ဆုံးဖြတ် decision making တွေပေါ့နော်ပြုတတ်အောင်နောက်တကဆက်ဆံရေးဆွမ်းရည်တွေပေါ့နော် social awareness တွေဖြစ်လာအောင်နေကျင်ပေးကြရမယ်ပြုစုပေးကြရမယ်ဒီလိုမျိုးပြုစုပြုထောင်ပေးရမယ့်သူတွေဟာပထမအဦးဆုံးကလေးတွေရဲ့ပထမအဦးဆုံးနေရာလေးဖြစ်တဲ့အိမ်အိမ်ငါမတစင်ကြောင်းကျောင်းအမတစင်သူ့ရဲ့လူမှုရေးပတ်ဝန်းကျင်တွေပေါ့နော်ဒီလိုမျိုးတစင်ချင်းတစင်ကြီးကလေးတွေဟာအဲတည်ယူမှုတွေကိုဆောင်ရွက်ကြအောင်မိဘတွေကနေပြီးတော့ပံ့ပိုးပေးကြရမယ်အဲ့တော့ကြတော့ အဲဒီလိုမျိုးပံ့ပိုးနိုင်မှုအတွက်လည်းကျမတို့မိဘပညာပေး လုပ်ငန်းတွေအဆောင်ရွက်ဖို့လိုတယ်။ဆောင်ရွက်ပြီးဆောင်ရွက်လိုက်မှတော့မိဘတွေကသိရှိနားလည်ပြီးတော့မှအဲဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်လေးတွေကိုဆောင်ရွက်လို့ရှိရှိရင်သူ့ရဲ့အချိန်နဲ့တပြေးညီဆောင်ရွက်တတ်မှာဖြစ်တယ်။အချိန်ကိုင်းပံ့ပိုးပေးနိုင်မှာဖြစ်တယ်။အချိန်ကိုင်းအရေးတယူဆောင်ရွက်ပေးနိုင်မှာလည်းဖြစ်ပါလေရှင်။ဒါကြောင့်ဒီလိုမျိုးပေါ့နော်။အချိန်နဲ့တပြေးညီပေါ့နော်။ သူ့ရဲ့အချိန်နဲ့အချိန်မီအဲဆောင်ရွက်နိုင်အောင်လို့လေဒီလိုမျိုးမိဘပညာပေးရေးလုပ်ငန်းအစီအစဉ်တွေကိုလှုပ်ဆောင်ရင်းနဲ့ဖြစ်တယ်။ဒါကြောင့်လည်းပဲခုကျွန်မဆွေးနွေးပေးနေရတယ်။ parenting education ဆိုပြီးတော့ကလေးတွေကို ပြုစုပြောထောင်တဲ့ပုံစံနေနဲ့အဲမိဘပညာပေးခြင်းအစီအစဉ်တွေကိုအဲဆွေးနွေးပွဲတွေအနေနဲ့ဆွေးနွေးပေးနေရခြင်းလည်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ပြောကြားရင်းနဲ့ကျွန်မရင်းနှီးဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်